တမရအနာကတ်ကိုဆုံးဖြတ်ပေးမိနေကုန်တန်ကိုရီးယားခုံယုံကြည်ညာယာတို့ကဆိုင်းငံ့ခံထားရသူတမရယုံဆွရောရဲ့အနာကတ်ကိုစီရင်ဆုံးဖြတ်ဖို့အေပီ၄ရက်နေ့ကိုတန်ကိုရီးယားအခြေခံဥပဒေခုံယုံကရည်တက်မှန်းလိုက်ပါနေအေပီ၃ရက်နေ့မှာခုံယုံကကြည်ညာရမှာတော့တမရယုံအပေါ်ပြစ်တင်ဆွဆွဲမှုနဲ့ပတ်သက်လို့စစ်စစ်တုံ့တက်မှုရလဒ်တွေကို အခုသတင်းပတ်မှအဆုံးဖြတ်ပေးသွားမယ်လို့ဖော်ပြပါရှိပါတယ် ခုံရုံရဲ့ဆုံးဖြတ်ချက်ဟာတမရယုံကရာဒူးကနေအပြေးတိုင်းဖယ်ရှားမလားဒါမှမဟုတ်မူလရာဒူးမှာပြန်လည်ခက်အပ်မလားဆိုတာကိုရွေးချယ်ပေးရမှာဖြစ်ပါတယ်ခုံရုံကဘယ်ဆုံးဖြတ်ချက်ကိုရွေးချယ်တာပဲဖြစ်ဖြစ်စန့်ကျင်ဘက်အင်အားစုတွေကမကြင်မနက်ဆန္ဒပြမှုတွေဖြစ်ပေါ်လာနိုင်တာကြောင့်တန်ကိုရီးယားရဲ့တပ်ဖွဲ့ဟာအဲ့ဒီနေ့အတွင်းလုံခြုံရေးအစီအမံတွေကိုအစွမ်းကုန်ပြင်ဆင်နေပါတယ် ။သမရယုံဟာဒီဇင်ဘာ3ရက်နေ့ကတကဘာလုံးကိုအားအားသေးစေတဲ့အခြေအနေအဖြစ်အရေးပေါ်စစ်အုပ်ချုပ်ရေးအမိန့်ကိုကြေညာခဲ့တာနဲ့ဆက်စပ်ပြီးရာထူးကနေဆိုင်ငံ့ခံထားရတာပါ။သမရရဲ့ဆုံးဖြတ်ချက်ကိုလို့တော်ကမဲခွဲပြီးပယ်ချခဲ့တယ်လို့ပြည်သူတွေကလည်းအပြစ်ထန်စာကျင်ခဲ့ပြီးတဲ့နောက်တက်တန်ချောင်းနိုင်ကြီးကျော်အကြာမှာပဲယွန်းကသူ့ရဲ့အမိတ်ကိုရုတ်သိမ်းခဲ့ရပါတယ်။အဲဒီနောက်မှာတော့ယွန်းရဲ့စစ်အုပ်ချုပ်ရေးအမိတ်ကြီးညာမှုဟာ ဖွဲ့စည်းပုံအခြေခံဥပဒေကိုချိုးဖောက်ရာရောက်တယ်လို့အတိုက်ခံတွေဦးဆောင်ပြီးလွတ်တော်မှာတမရကုံဆွဆွဲရှုတ်ချမှုအစိုးတင်တွင် အောင်မြင်ခဲ့ပါတယ်။အကျိုးဆက်အဖြစ်ယွန်ဟာယာရုကအဆိုင်ငတ်ခံထားရပြီးအဲ့ဒီနောက်ဆက်သွဲကန်ဂျမာကိုတော့ခုံရုံးစီရင်ချက်ကပဲအဆုံးဖြတ်ပေးသွားတော့မှာဖြစ်ပါတယ်။ယွန်ရဲ့အရှိန်တွေကတော့အရေးပေါ်အခြေအနေကြီးညာနေဆိုတာကတမရတူရဲ့လောက်ပိုင်ခွေဘောင်းထဲမှာအပြည့်ဝအရှိန်နေပြီးဥပဒေချိုးဖောက်မှုမမြောက်ဘူးလို့ကာကွယ်ပြောဆိုထားပါတယ်။ ယွန်းလာဒီဇင်ဘာ၁၆ရက်နေ့မှာလော့ဒွန်ဆော့ဆွဲအေးအေးယူမှုခံရပြီးတမရတာဝန်တွေကနေဆိုင်းငံ့ခံထားရတာပါယွန်းကသူဟာတောင်ကိုရီးယားမှာစစ်အုပ်ချုပ်ရေးအာဏာစက်ကို ပြည်ပြည်ဝဝအတုံးချဖို့ဘယ်တော့မှမရည်ရွယ်ခဲ့ကြောင်းဖြေရှင်းထားပြီးသူ့ရဲ့ဆုံးဖြတ်ချက်ဟာအသက်ခံဒီမိုကရက်တစ်ပါတီကလော့ဒွန်တွင်လွှမ်းမိုးနိုင်မှုကိုအလွဲသုံးစားလုပ်နေတဲ့အပေါ်တံပြန်ဖို့တာရည်ရွယ်ခဲ့တယ်လို့ဖြေရှင်းပြောကြားထားပါတယ် မြန်မာကွန်ရက်သတင်းမီဒီယာမှာနောက်ဆုံးရနိုင်ငံတကာသတင်းများကိုသိရှိနိုင်ဖို့ like share subscribe လုပ်ပေးခြင်းဖြင့်ကူညီနိုင်ပါတယ်ရှင်။